အားလုံးပဲမင်္ဂလာပါရှင်ဂမ်ဘီယာဝတ္ထုတွေကိုအမြဲတင်ဆက်ပေးနေတယ်ကျမတို့ရဲ့ YouTube Channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့သူယောင်မင်းဆိုတဲ့ဂမ်ဘီယာဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇလန်သစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေ။ဖိုကလာကဒင်းဆုံမှာတောင်စိနာကရွာတရွာတွင် နေထိုင်ပါသည် အလောက်ကထင်းကုန်ရောင်းသည့်အတွက်ဒေဆောမှာတောင်နာတဝိုက်တွင် သူ့ခြေရာတွင်ထန်နေသည် တခါတလေလက်သမားအကိုတွေလိုက်လှုပ်သည်အသားမင်းသောကြောင့်ဖိုကလားဟုခေါ်ကားမြင့်ချက်ချင်းနှင့်မိုက်ကန်ကန်နိုင်လေသည်ဒေဆောမှာတောင်စီတဝိုက်တွင်တရားအားထုတ်နေကြသောသူတော်စင်အများပြရှိနေကားဒေဆောမှာတောင်မော်တွင်ဆရာတော်ကြီးတပါးလည်းရှိလေသည်ဆရာတော်ကြီးကအသက်80ကျော်ပြီးတော့ တာမန်တစ်သားကြောင့်ကလေးနဲ့နေကကျောင်းဝင်းထဲတွင်တီးပင်ညံပင်ကြီးများကိုစိုက်ပြုံးထားကဖယားလေးတဆူလေးတင့်ထားလေ။ဇီယာတော်ကြီးသည်အလွန်အေးဆေးကတရားဘာဝနာအားထုတ်လျက်ရှိသည်။ဇီယာတော်ကြီးတွင်တခြားကျောင်းများလည်းရှိသေးကထေကျောင်းတွင်အမြဲမရှိပါ။ဇီယာတော်ကြီးကျောင်းပတ်ဝန်းကျင်တွင်အလွန်အံ့ရကနေရွှေတီဟိုပင်များစွာရှိလေသည်။တနေ့တွင်ဇီယာတော်ကြီးသည် ်ထူးဆန်းသောအိမ်မက်ကိုမှန်လေသည်အိမ်မက်ထင်းတွင်ဇောကြီးတပါးသည်ဆရာတော်ကြီးအားသူဆောင်ရှောင်နေ၍သူ့ပုံဇောကြီးစေးတောင်မွေးကိုကိုင်းကကာနေသောဟန်ရုပ်ထုကိုဆရာတော်ကြောင်းရှင်တွင်ထုလုပ်ပေးရန်တောင်းဆိုလေတော်သည်ဒီတခါဆရာတော်ကြီးကရှုပ်ရှုပ်ရှက်ရှက်မထုလုပ်ပေးနိုင်ကြောင်းနှင့်ပိုက်ဆံလည်းမရှိကြောင်းညှင်းလွန်လိုက်လေသည်ဒီအိမ်မက်ကိုပဲခဏခဏမှန်နေကတညရင်းစောကြီးက အရှင်ဖေဟာပတ်စံတပြားမှကုံစရာမလိုပါဘူး။သူ့အလိုလိုဖြစ်လာပါလိမ့်မယ်။လက်ခံပေးပါ။အိမ်လိုပြောတာနဲ့နာအေးပြီးအောင်ဆိုကလက်ခံပေးလိုက်လေသည်။နောက်ရက်မှာတော့တတိနေမယားနှစ်ဦးရောက်လာကသူတို့ရဲ့အိမ်မက်အရာဆရာတော်ကြီးကြောင်းနေပြီ။ဖေးစောကြီးကနေတော့ရုပ်ထုပေါ်ထုတ်ဝင်တောင်းလေတော်သည်။ဆရာတော်အားလေးငွေများလှူဒန်းသွားကြသေးသည်။ ဇော်ကြီးရုတ်ထုသည်အသက်ဝင်းလုံးလှကဆရာတော်ကြီးဆုံးဖြတ်ရခံနေသောကိစ္စများတွင်အိမ်မက်ပေးကအကြံပေးဖြည့်ရှင်ပေးလီရှိသည်။တညတွင်ဆရာတော်ကြီးအားဇော်ကြီးကသူတယောက်ထဲပြင်းနေ၍တို့ရောက်မဲ့ရုတ်ထုထုပေးပါလို့ပြောတော့ဆရာတော်ကြီးကဖုန်ကြီးကြောင့်နဲ့မအပ်စက်ဟုဆိုကညင်းလှော်လိုက်လေသည်။ဒီလိုနဲ့ပြောရမြန်လာ၍လက်ခံလိုက်ရာနောက်တရအမျိုးသမီးနှစ်ယောက်ရောက်လာကား သူရောက်မဲ့ရုပ်ထုထုဖို့မွေးများနှင့်ရွှေတွေများကိုယူလာပြန်သည်ထို့နောက်တွင်တော့ဇော်ကြီးရုပ်ထုနာတွင် အလွန်လက်ရမြောက်သော သူရောက်မဲ့ရုပ်ထုရောက်လာလေသည်တခါဇော်ကြီးကနေတဆင်တက်ကသူရောက်မဲ့ရုပ်ထုတွင်လက်ဝဲတန်းစာများကိုဆင်ခိုင်းရာဆရာတော်လေးထုံးစံအတိုင်းညှိလှော်လိုက်ပြန်သည်နောက်တစ်နေ့တွင် သူရောက်မဲ့ထုဖို့ဝေလူသွားသောအမျိုးသမီးနှစ်ယောက်ထပ်ရောက်လာကား ။လူရောင်မဲရုပ်ထုတွင်ရဝိခရဏများလာစင်ပေးသွားသည်။ဇေယျတော်ကြီးသည်နေလှည့်၍သာသနာပြုနေရာဇေယျတော်ကြီးចောင်းကလေးအားဖေဇော်ကြီးကဆောက်ရှောက်သည်ဟုចောင်းတွင်ចံနေသောကိုရင်များကဆိုသည်။ဇေယျတော်သည်ចောင်းတွင်ဖြစ်နေသောကိစ္စမှန်သမျှကိုလည်းဖေဇော်ကြီးလာ၍ပြော၍အကုံတည်နေသည်ဟုဆိုသောကြောင့်အစမ်းတစ်ချိန်ရှိနေသည်တကယ်လင်းစရာတော့အကုန်တည်နေတာအံ့ဩစရာပါပဲ တနေ့ရင်ဖုံးကလာဖုံးကြီးကျောင်းထဲကနေတီဟော်သည်များခုံးရင်ရောက်လာလျာဆရာတော်ကြီးသည်ကျောင်းတွင် မရှိပါတခြားမြို့ရှိကျောင်းတွင်နေလေသည်ဖုံးကလာကဇောကြီးရုပ်ထုနှင့်သူ့ရောက်မဲ့ရုပ်ထုအားမြင်ရလက်ရမြောက်သော သူ့ရောက်မဲ့ရုပ်ထုအားသဘောကျသွားလေတော့သည်လက်ချေစောတတ်သောဘေးရာမှအလေးမထားသောသူ့ရဲ့အကျင့်အတိုင်းနှုတ်စည်းမဆောင်သောသူ့ရဲ့ဘေးစအတိုင်းအိုးသူ့ရောက်မဲ့ရုပ်ထုက လာလာကြီးလားဒီလိုမိမမျိုးကိုရလို့တော့ဖိုးကလာတို့ကဆယ်ယောက်လောက်တောင်လိုချင်သေးတယ်ဖိုးကလာကသူ့ရောက်မဲ့ရုပ်ထုအားဟိုကိုင်ဒီကိုင်ပုတ်ကာတက်ကနဲ့အယုဒ္ဓနတ်တာများကို ပြော၍ရုပ်ထုမှဆွဲကြောတကုံအားယူပြီးတော့သူ့လဲပင်တွင်ဆွဲလိုက်သည်ဂျန်လဝိလက်စားများအားထုတ်ကအင်္ဂခလေးများစော်ရမ်းဆိုကယူသွားလေသည်ညဘက်တွင်ဖိုးကလာအိမ်မက်ထင်း၌ အလွန်စိတ်ဆိုးနေသောသူရောင်မေကငင်ငါကိုအချောက်တိုင်လာစော်ကားတယ်ငါပစ္စည်းတွေကိုလည်းယူသွားတယ်ငါပစ္စည်းတွေကို ပြန်လာထားပေးပြီးတော့ငါကိုလာတောင်းပါအချိန်၃ရက်ပြီးမယ်လွန်သွားလို့ကတော့ငါအဆိုးမဆိုးနဲ့နေဟာတွေကအတူတွေငါဘာလို့ပေးရမှာလဲနောက်၃ရက်နေရင်ငါစီကနေဖုန်းကလာကအိမ်မက်ကိုအလေးမထားပဲတောင်းလိုက်စားလိုက်နေ၃ရက်မြောက်တဲ့နေ့မှာတော့ အရဲတောက်ကအင်ရှေကန်းတွင်အိမ်နေသောဖိုကလာကညတကောင်းတွင်လောက်ကြပါအောင်ဗျာဇော်ကြည့်စေးတောင်ဝင်းနဲ့လိုက်ရိုက်နေတယ်သူရောက်မယ်နဲ့လေပင်းကိုညှစ်နေလို့ကဲကြပါအောင်ဖိုကလာအတန်နဲ့နဲ့ချင်းဖြင့်အော်နေတာကိုအိမ်သားများကကြားကလက်နိုးသွားကြပေမယ်အရဲသမားကခရောင်ကရမ်းနဲ့အော်နေတယ်လို့ထင်က အလီမထားကြပြီမနက်မိုးရင်းတော့ခန္ဓာကိုယ်အနှံ့အချိုးရများနဲ့လေပင်းတွင်အညိုမဲဆွဲကား တည်နေသောဖုကလအလောင်းအားတွေ့ကြရလေသည်ထိုးစန်းဒီကဖုကလတည်ပြီးနောက်သူယူလာသောသူယောင်မင်းရဲ့အစီကလက်ဝဲလက်စားတွေလည်းမတွေ့တော့ပါပျောက်ချင်းမလားကိုပျောက်သွားခဲ့ပါတယ်ရခုတ်ကဒီဇလန်နေ့ကဆရာတော်ကြီးသည် ပြန်လည်တော်မူသွားပြီ ဖြစ်ပါသည်